โอเคဒီကနေ့ရောက်ထားတဲ့ keyboard လေးကိုကျွန်တော်ကနေ့ဖွင့်ပြပါတော့မယ်။ရောက်ထားတဲ့ keyboard လေးကတော့ Ala keyboard လေးပါခင်ဗျာ။ model ကတော့ F81 ပါခင်ဗျာ။ F81 model လေးရောက်ထားပါတယ်ခင်ဗျာ။ဘာလေးပါတယ်ဘယ်လိုမျိုးရှိလဲဆိုတော့ကျွန်တော်သေးစိတ်ပြတော့ပါမယ်။ mechanical keyboard ထဲကမှဒီ keyboard တော့ကျွန်တော်တော်တော်လေးသဘောကျနေပါတယ်။ ဘလို့အတန်လေးတွေရှိရဘလို့အတုံးပုံစံဘလို့မီးကလာဘလို့လဲဆိုတော့အစာခွင့်ကြည့်အောင်ဒီပရမဆာဆာဂျီမှာဘလက်စတိတ်လေးနဲ့ပုံနာပေးပါလေတက်တက်ရရကိုလှုပ်ထားပေးပါလေဘေးမှာတော့သူ့ရဲ့အပူပစ္စည်းလေးတွေထင်မယ်ကျွန်တော်အရင်ဘေးအပူပစ္စည်းလေးကိုစာကြည့်ကြည့်မယ်ဘုပ္ပစီထဲမှာပါလာကတော့၄ခုကံဗျာအာကျွန်းကျိုးရဲ့ ကီကက်စ်တွေကိုဖြုတ်တဲ့အတန်လေးပါတယ်ပြီးရင်ဘေးဖရိမ်ပေါင်ကာတဲ့အလူမီနီယံဖရိမ်ပေါင်လေးပါပါတယ်ခင်ဗျာအဲအထဲထဲမှာလည်းကျွန်တော်ဖြုတ်ကြည့်ရုံနဲ့ဖြင်းကြည့်အောင်ဒါတော့အလူအလူမီနီယံဖရိမ်လေးပါဒီဘုံရဲ့ဘေးကိုကျွန်တော်ဒီလိုဖြတ်ပြီးပါဒီဘေးဖရိမ်လေးတပူပါဘေးဒီပါလေးမခိုင်းမိအောင်လို့ကျွန်တော်ဖုန်းနဲ့ကာလို့ကာတဲ့အကာလေးပါကျွန်တော်အာတွင်ဂျိုးလေးပါအာတွင်ဂျိုးလေးကတော့ type c နဲ့လာပါမယ် type c နဲ့ကျိုးတဲ့အကောင့်နဲ့ဖြစ်ပါမယ်ဒီကတော့ကျွန်တော် tickets တွေထုတ်တဲ့ထုတ်တဲ့ဆိုင်လေးကဒီနည်းဒီစက်ထုတ်လိုက်ရပါမယ်ဒီထုတ်တဲ့ဆိုင်ကဒီကတော့အပူပါတဲ့အပူပစ္စည်းလေးပါအပူပစ္စည်းလေးလည်းအများကြီးပါတာပါမယ်ဒီလိုကြည့်လို့စပ်ကြည့်ကြအောင်ဒီလိုသူ့အပေါ်အခုံလေးတက်တက်ရေးပုံလာပြီပါလေအဲ့ဒါကို Okay ကီဘောကဝိတ်ကိုအစားတော်တော်လေးပါပါလေလေးလေးလေးပါခင်ဗျာခံရတာအစားချစ်ချစ်လေးလေးလေးရှိပါတယ်အောက်မှာစတစ်ကာလေးပါပါလေစတစ်ကာကဒီကောင်က3ခုပါစတစ်ကာ3ခုကကျွန်တော်ကျွန်တော်ပြရတဲ့ brown frame ကိုစတစ်ကာကတ်ထားခြင်းမရဘူးအခုကြိုက်တဲ့နော်ကတ်လို့ရတယ်3 3မျိုးပါစတစ်ကာ3ခုပါမယ်သူစာရွက်လေးပါမယ် FAG1 ကို LG LG ရကနော display မျိုးတက်ဖို့အတွက် LG ပါထဲကဘူးကြီးကအကုန်လုံးပါသေးတာပါအဲဒီသူ့ကိုချက်ဖို့အတွက်ဒီစီးရအသေးစိတ်အကုန်ထဲတာလေးပါလေဒီကျွန်တော်တို့ဘာမှပါတော့ဘူးအဲဒီ keyboard set ကြည့်အောင် keyboard က color တော့အချီအောင်လေးပါတော်တော်လေးလာပါလေခင်ဗျာအချီအောင်လေးဥမာကာလာလေးကြောင့်တစ်ချက်အရင်စမ်းကြည့်မယ် power key လေးကဒီဘက် down နေမှာပါပါတယ် power key လေးတစ်ချက်ဖွင့်လိုက်မယ်ဒါဆိုတက်လာပါပြီစတုံးလို့ရပြီ R twin ဘောက်ကဒီဘေးမှာပါ type C R twin ခေါင်းပါအာမီကလာချိန်းတာဒီသူ့ရဲ့ logo ဒီဇိုင်းလေးပါ spider logo လေး alak ဒီဇိုင်းလေးနဲ့နှိပ်ထည့်လိုက်ရင်ဒါမီကလာချိန်းလို့ရပါတယ်မီကလာလည်းအများကြီးပါပါတယ်ကလာလေးက style လေးအများကြီးပြောင်း style လေးအများကြီးပြောင်းလို့ရတယ်လို့ကာလာတယ် တော်တော်များများပါတယ်ဗျာတော်တော်လေးလာပါတယ်ဒီကောင်လေးဆိုရင်နှိပ်လိုက်ရင်အယောင်လေးတွေကတကြာခန်းအောင်လိုမျိုးလေးထွက်သွားတာလေးကလာပါတယ်အတန်လေးနားအောင်ကြည့်အောင်အတန်တော့ is set နေတာပဲခင်ဗျာအဲဒီကောင်လေးကကျတော့ကျွန်တော်ဒီမီးကိုတအားလင်းတာမရချင်ဘူးဆိုရင်ကျွန်တော်မီးရဲ့အ short အတင်းလေးလှုပ်လို့ရပါလေဒီဝင်းလုံးလေးကို ဟလိုရပါတယ်ဒါမီကလာအရှော့အတင်းလေးပါကာလာလေးကတော်တော်လာတယ်နေရတာလည်းတော်တော်လေးအဆင်ပြေပါတယ်ကျွန်တော်တို့တော်တော်လေးကြိုက်တယ်အဲအာတွင်ပြီးမှလည်းတုံလို့ရတယ်တခါတည်းတုံလည်းရပါတယ်နောက်ပြီးတော့တူမှထပ်အပူပါတာတော့ keycaps လေးတွေအပူပါပါမယ် keycaps လေးတွေအပူပါပါမယ်အဲ keyboard တပူးမှာ keycaps တစ်ကက် တကယ်ဒီလိုစုံလိုက်တဘူးပါပါတယ်အဲကိုကဒီ icon လေးတွေမကြိုက်ဘူးဆိုရင်ကိုကြိုက်တဲ့ keycase design လေးတွေပဲရွေးတက်အကုန်လုံးမပြောင်းချင်တော့တလုံးတစ်လုံးတော့ပဲပြောင်းပြီးမှ chain တုံးလို့ရပါတယ်ခဏတော့လည်းဖြုတ်ချင်ကြတော့ခဏလက်ဆောင်အာပစ္စည်းအပူပါတဲ့လေက keycase ဖြုတ်တဲ့အစားလေးနဲ့ဆွဲဖြုတ်ပြီးအတုံးလေးတွေ chain တုံးလို့လည်းရပါတယ်နှိပ်တဲ့အရာလေးတော့တော်တော်လေးမိုက်ပါတယ်ဟုတ်ကဲ့ အခုဒါဒါမျိုး keyboard လေးတွေလိုချင်ကျွန်တော်စီမားရောက်ထားပါပြီလိုချင်တဲ့ဆိုရင် MMC base ကနေလည်းမာလို့ရပါတယ်ဆိုင်ဝလာကြီးချင်တဲ့ဆိုရင်တော့ MMC တင်းနဲ့လာပြီးမှဝယ်လို့ရပါတယ်ခင်ဗျာဒီအလုံးဝင်မယ်ဆိုရင်တော့ကျွန်တော်အခု power sit ပြထားတဲ့အတွက် power sit ဈေးလေးနဲ့ပဲထားပေးပါမယ်အဲ edit တီတန်မှာရရှိနေတဲ့လူတွေဆိုတော့တီတီတန်ပါကင်လေးတွေရရှိပါတယ်ဒီအလုံးယူတဲ့လူဆိုရင်တော့ဈေးနည်းနည်းတက်တာမယ်ဆိုတော့ တက်တာပဲပေါ့ဗျာโอเคဗျာကျေးဇူးတင်ပါတယ်အားပေးပါဦးခင်ဗျာ